လျှောက်သိစီရှိလားလို့မေးရပေါ့အဲ့တော့လျှောက်သိစီရှိလားမေးတော့ကျွန်တော်အချင်းချင်းလေးပေါ့ပြောပါမယ်နော်အချင်းချင်းလေးပြောပါမယ်ဆိုတော့ကျွန်တော်တို့နော်ဒါလည်း line mode တင်ခဲ့တာရှိတယ်အဲ့တော့ဒီမှာရှေ့ပေါင်းလျှောက်ရှေ့ပေါင်းလျှောက်နဲ့ဒီရှစ်ထိတ်နဲ့ပေါင်းခြင်းတွေလေးပေါ့နော် လေးဖြတ်တခါနော်လေးပြီးတော့ခြေပေါင်းချင်းနှစ်နဲ့သုံးနဲ့ပေါင်းချင်းဒီ၅ပေါ့နော်၄ခြေပေါင်းချင်း၄နဲ့နှစ်နဲ့ပေါင်းချင်းဒီ၆ပေါ့၄၅၆เนาะခြေပေါင်းချင်း၄နဲ့သုံးထိန်းနဲ့ပေါင်းချင်းဒီ9 5 6 9 အဲ့တော့ရှေ့လက်ဆိုတော့ရှေ့ပေါင်းခြင်းနှစ်ရှိတယ်။နော်ရှေ့ဖြစ်အောင်ကျွန်တော်တို့ရှောက်ထဲလို့ထဲမှာရှေ့ဖြစ်မယ်ဒါတကယ်။အဲ့တော့ဒီ site ဒီမှာတော့ဒါ line တွေတော့မရှင်းပြတော့ဘူးနော်အဲ့ဒါတကယ်။အော်ဒီမှာအခွနှစ်အခွနှစ်နဲ့ခွန်ထိတ်နဲ့ပေါင်းခြင်းဒီ9တဲ့။နော်ဘုဘတမနေရှိအခွနှစ်နဲ့ခွန်ထိတ်နဲ့ပေါင်းခြင်းဒီ9 အခွခွန်နဲ့နှစ်ထိတ်နဲ့ပေါင်းခြင်းဒီကိုနော်ကိုပေါ့ကြိုက်တို့ထဲနော်အခွသုံးညအခွသုံးညဒီကိုထိတ်နဲ့ပေါင်းခြင်းဒီကိုအခွသုံးရှောက်ထိတ်နဲ့ပေါင်းခြင်းဒီကိုကနန်းနေရာတော့ထဲ့ပေးခဲ့လို့ရတယ်နော်ကိုပေါ့ပေါ့ကြိုက်တို့ထဲနော်အဲ့တော့တစ်တစ်ခွန်ပေါင်းခြင်းကိုဒီတော့လုံး၅ယူမလားဒါတော့ကိုပေါ့ထဲ့ဒါကျွန်တော်ထိတ်စီပဲဗျ၅ယူမလား 你少你包你尼姑，剃刀侬累有木啦？姑剃姑包你尼姑，剃刀侬多有木啦？喏 <noise>，阿力道，呃，你少你这少包你尼姑，剃刀侬，你喏，就拿不要多包了喏，阿力道，你属于哪包人呢？少剃哪包人呢？喏，没没招，没没招的。 အဲထိုးပေါ့နော်၆တိနောက်ပေါင်းခြင်း20နှစ်ဒါအတမှုနော်ဒါကတော့ကျွန်တော်ထိတ်စီလိုက်မပြတာပါနော်အကုန်လုံးထည့်ပြီးမြဆိုလို့ရအဲ့တော့ကို6ထိတ်စီက2ချက်ရှိပါပြီနော်ဒါဟိုသွန်နာဟာသားလိပြဟောဒီမှာ6ထိတ်စီ6ထိတ်စီကို1 2 3 4 5အကြိမ်ရရဲ့ဘေးမှာ6ထိတ်စီ1 2 3 4 5ကြိမ်ရရဲ့ဘေးမှာ6ထိတ်စီ ည်နှစ်3 4 5ချိန်မြောက်ပြီးမှ short ထိပ်စီနော်3ချိန်ကြီးသွားပြီအဲ့ဒီ short ထိပ်စီကဘာကြောင့် short ထိပ်စီလဲလို့မေးရင်တည်နှစ်3ချိန်ရဲ့ဘေးမှာ short ခါမှုလို့ short ထိပ်စီ short ထိပ်စီတည်နှစ်3ချိန်ဘေးမှာ short ခါမှုလို့ short ထိပ်စီ short ထိပ်စီတည်နှစ်3ချိန်ဘေးမှာ short ခါမှုလို့ short ထိပ်စီ short ထိပ်စီ အခု6ထိပ်စီ1နှစ်3ကျေဘေးမှာရှောက်ခါမှုလို့6ထိပ်စီအဲ့တော့မိမိကြိုင်တဲ့တရားတော့ line ပုံမှာတော့တင်နေနော်20ကျင်းရှောက်ထိပ်စီရှိလားတောင်းစီနေဒီများအတွက်ပေါ့နော်အဲ့တော့အဲ့မှာ line ဒီမှာတော့ကိုယ့်ဘာကိုမိမိကြက်တူထက်အဲ့တော့ထဲတဲ့အခါကျတော့ကျွန်တော်ဆောနာပေါ့နောက်ပေါင်းချင်းနှစ်ကဆိုရင်ကျွန်တော်ကဏန်းလေးယူပြီးမယ်ဒီလိုအများကြီးတယ်ဗျနော် အဲ့တော့မိမိကြိုက်နေတဲ့အများကြီးထဲပဲတကယ်လို့ရွေးပေးပါဟေးဆိုရင်ကျွန်တော်တစ်ကနေပျောက်နေတဲ့အခါကျကျွန်တော်ခဏန်းခဏန်းလေးပေါ့ခဏန်းလေးမဟုတ်နော်ခဏန်းလေးငါးွက်လေးထည့်ပေးလိုက်မယ်နော်နော်နော်အဲ့တော့ခဏန်းလေးတော့၃ွက်၄ွက်လောက်ထည့်ပေးလိုက်မယ်နော်ဟုတ်သားဟေးပေါ့ တရားလေးထက်နော်အားလေးထည့်ပြီးမယ်အဲပြီးရင်အဲ65လေးထည့်ပြီးမယ်နော်အဲ့လေရွေးပြလိုက်တယ်နော်တစ်ကလည်းပြောင်းနေနော်တကွယ်နှစ်ကွယ်သုံးကွယ်လေးကွယ်၅ကွယ်၆ကွယ်နော်ထောက်ကွယ်ယူတယ်အာဒါလေးကတော့အော်ကြိုက်လို့ထိုးနိုင်တယ်နော်ဒီကန်နေနဲ့ပဲဆိုရင် နော်အဲ့တော့အခုပဲ၄မိနစ်ရှိပါပြီနော်အားလုံးပဲကြံဝင်ကြပါဒါ short thesis မေးတဲ့ friend တွေအတွက်သားနော်ကျွန်တော် short thesis ကိုပြရည်တာပေါ့နော်အဲ့တော့ lower second အဲ့ရရွေးပြပါဟေးဆိုရင်တော့အဲ့ဒီ၄ခွက်ကျွန်တော်ရွေးပြလိုက်တယ်အဲ့မိမိကြိုက်နှစ်တဲ့ရမှာဒီထဲမှာပါမယ်ဆိုလို့ရှင်တော့မိမိကြိုက်နှစ်တဲ့ရခဏန်းကိုရွေးထိုးပေါ့နော်အားလုံးပဲကြံဝင်ကြပါစေ